2025ခုနှစ်အော်တိုဘာလ10ရက်ဗုဒ္ဓနေ့မနေ့စောစောနှုတ်ကရညီပြားခင်နာတဲ့ော်လာတဲ့ကျွန်တော်တင်ပြခန်းစားပြီးတိတာကလာတော်လာခြင်းလဲမဲ့ခွင့်ရအတွက်ပြင်ဆင်ပေးတဲ့ဖြစ်ရှင်နာမှာပုံကြည်ပါစီတော့ကလရှင်ရှူးစွာရင်းတော်မစဉ်နှစ်ဆန်ရဒီဂရီပါဝင်ကျွန်တော်ကျမတယောက်ချင်းစီအသက်ရှင်ခဲ့ရပောင်းက281ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကိုယ်လုံးကနေ281ရောက်ဘလို့တုံးပြုတ်ခဲ့လေကာလာချုံကောင်းစိုးရွေးနုံနိုင်ခဲ့ရလားပြန်ပြောင်းဆက်ဆက်စစစင်ကျင်နှုတ်သွင်းရအောင်ကြက်ရှိသေးတာတော့မနက်ဖြန်နေစာရင်နှစ်ကုန်ထိ 84ရက်ဖဲကြံလာတော့တယ်။ကြံရှိသေးတဲ့84ရက်ကိုကာလာချောင်းအကောင်းဆုံးရွေးလို့ပြီးသွားလာဖို့လို့ကရှေးစွာတိုက်တော်နှုတ်ဆော်ပြစေ။ဒီကနေ့ My Blessed Morning အစီအစဉ်အဓိကခြေပြုမှကြားစားတော့ရှေးလူကာခရင်ခန်းကြီး16အပိုက်ငယ်25ဖြစ်ပါတယ်။အာဗရန်ကလည်းငါသာတင်းသည် အသက်ရှင်စဉ်ခါချမ်းသာရသည်ကို၎င်းလာစုသည်စင်းရစွာနေရသည်ကို၎င်းအောက်မီလော့ယခုမူကားသူသည်တတ်တာချင်းရှိ၏ င်သည်ဒုက္ခဝေဒနာကိုခံရ၏နှကတော်သည်အသက်ရှင်စွာဖြစ်တိုင်းကြောင့်တော့ဘုရားသခင်သည်အသည့်တပံပြန်လဲကောင်းချီးပေးပါစေတော့အာမင်အရှင်ရှုပြောကြတဲ့ဥပမာစကားဖြစ်ပါတယ်တတိယနဲ့လာစုဆိုတော့အားလုံးသိတယ်တတိယကတော့ကြွားချမ်းသာတယ်နေ့စဉ်နဲ့မျှဟာလားပိတ်ချော်ရီနဲ့ညီမောင်းနဲ့ကပလာဟာလားအဲ့ဒါဒီဝစ်စင်ပြီးတော့လောကစည်းစိမ်ကာမဂုဏ်စည်းစိမ်မှာ ငွေလော်နေနေတယ်။လာစုကတော့ဆင်းရတဲ့သူတယောက်တကယ်လို့မှနဲ့စင်းပေါက်နေတယ်။ရွှန်ရှည်ရွှန်ရှာစရာပေါ့လေ။ဟောတတိယဇုံမှကြားတဲ့စလုံးစပေါက်စားပါစီဆိုတတိယအိမ်တကားနာမှာတုံလုံးနေတယ်လို့ပြောပါတယ်။ကွဲပြားကွာချက်။ဒါရှင်ရှုပြောတဲ့ဥပမာစကားဖြစ်တဲ့ကြောင့်ဟာလာဒါပဂရိဖြစ်ပြဖြစ်ပါတယ်။ဂျူးတွေနဲ့ဆက်စပ်နေဖြစ်ပြ။ဘာကြောင့်ဆိုရင်အာဘရန်တတိယကိုငါသားလို့ခေါ်တော့ဒါဂျူးလူမျိုးလို့ပြောတာ။ ဒါပေမဲ့သူကမြေကြီးပေါ်မှာဖြတ်မှတ်ခြင်းတရားကိုမသိဘူးနှုတ်ကတော်နားမထောင်ခဲ့ဘူးနှုတ်ကတော်ကြားတော့ကြားမယ်လက်မခံခဲ့ဘူးပေါ့လေအဲကြောင့်သူတမလုံရောက်သွားတဲ့အခါဘာဖြစ်လဲဒုက္ခဝေဒနာမရဏနိုင်ငံမှာပြင်းပြတဲ့ဝေဒနာခံရတယ်သူတို့နှစ်ယောက်ရဲ့အဖြစ်အပျက်လေးကိုနိုင်ရှင်းခြင်းကတတိယအသက်ရှင်စဉ်ကမှာတော့ချမ်းသာတယ်ကောင်းကောင်းမွန်နေနေရတာပေါ့လေအဲ့ချိန်မှာလာစုကဆင်းရဲခံနေရတယ်တမလုံလေးရောက်လေးရောက်တော့ တေချင်ရဲ့တစ်ဖက်ပေါ်လေးလူတိုင်းမှာအရာရှိတယ်နော်လူပါတေပြီးဘာမှမဖြစ်ဘဲနဲ့ကြံခဲ့တယ်ပေါ့တေပြီးရင်ရှိသေးတယ်အသက်ဝင်ရင်ရှိသေးတယ်အဲဒီအသက်ဝင်ညာအာဗြံပြောချတဲ့အရာတတိယတော့ဒုက္ခဝေဒနာမရဏမှာခံနေရတယ်ဒါပေမဲ့လာစုကတော့တပ်ပါရရတယ်ချမ်းသာခံစားရတယ်ပေါ့လေအာဗြံယူငယ်မှာရှိနေတယ်ဒါဓမ္မကာလယုတ်ကြည်တွေခိုနာရတဲ့ paradise paradise ဘုံဖြစ် ကြတိမှုရနေပေါ့ကျွန်တော်ပါစဉ်းစားဖို့လဲဆိုရင်အင်ပရတ်ကျွေဝချမ်းသာတဲ့စီကိုနာမည်တော့မရှိဘူးเนาะ anonymous နာမည်မပေါ့ဒါပေမဲ့စင်းရဲတဲ့သူဒါပေမဲ့နာမည်ရှိတယ်လာစုလို့ရှိတယ်အချိန်တည်းကတော့ကွဲပြားကွာရတယ်เนาะဒါပေမဲ့ဖြောက်မှတ်တဲ့သူရောအမီနာမနဲ့ဖျားကန်တည်တယ်မဖြောက်မှတ်တဲ့သူမရဏမှာခံရတယ်တရားစီရင်ခံတဲ့သူပြပြဝိနာခံရတဲ့သူကတော့နာမည်တော့မရှိချင် နာမည်တော့ရှိတော့ရှိပဲမချမ်းဆောင်မှာမရှိဘူးလို့ကျွန်တော်ဆိုလိုတာဟောဒါကြောင့်တကယ်နေပြောမပြောင်းလဲသူတို့ဖျားခင်ဟောမှတ်တမ်းတင်တာကနာမည်တော့မှတ်တမ်းတင်မှာမဟုတ်တာဝမ်းနဲ့ဆရာကောင်းနေရပါဒါပေမဲ့ဖျောက်မှတ်တဲ့သူကြတော့ဘလို့ပဲအနေထားနဲ့ရှိသူရဲ့ social status လို့ခေါ်မှာပေါ့ဗျာသူရဲ့လူလူဘဝအတိုင်းလူမှုအတိုင်းဝင်နေမှာသူရဲ့အခြေအနေပေါ့လေအစင်တန်းပေါ့လေဘလို့ပဲရှိရှိလာစုဆိုတဲ့အမည်တော့ရှိနေတယ် ယတိမှုရာနေကိုယ်အသက်တော်လည်းစမ်းစစ်စမ်းသပ်ဆင်ခြင်ပြီးတော့ကျွန်တော်လည်းတမလုံးမှာသိပြီးတဲ့နောက်ဘယ်လိုသွားပါမလဲဆိုတာကိုနှုတ်တော်ပြင်စမ်းစစ်ဖို့အင်္ဂလိပ်ပြာကိုကြားနာစဉ်နှုံးသိပြီးတော့ယုံကြည်ဖို့လို့ကထပ်ဆင်ပြီးတိုက်တွန်းလို့ဆိုလိုပါတယ်။ကျောင်းရဲနှုတ်တော်နဲ့ဝင်ကချက်ပြီးအောင်တိုင်မောဖျားခင်သည်အတ္တတပတ်ပြန်လဲကောင်းချီးပေးပါစီတော့ဆုတောင်းနိုင်ကြပါစို့။ပြတော်ရှင်ဘုရားတတိယရတော့အသက်ရှင်စကားမှာချမ်းသာစွာနေရတယ်။အဲ့ချိန်မှာလာစု ဆင်းရဲတာတော့ဆင်းရဲပါတယ်။တည်ပြီးတဲ့နောက်တမလွန်မှာတထေးရဒုက္ခဝိညာမရဏမှာခံရပါတယ်။တပင်လာစုကြတော့တတ်တာချင်းချမ်းသာချင်းရှိပါတယ်။တတိဘလောက်ပဲကြွေဝချမ်းသာနေမဲ့ကျန်တော့မှနာမည်မပါပါဘူး။ဆင်းရဲတာဘလောက်ပဲဆင်းရဲနေပဲလာစုဆိုတဲ့အမည်နာမရှိပါတယ်။ကရောတန်ရှင်းသူတွေကိုနာမည်အမည်နာမနဲ့တည်တယ်ငါတို့နာမနဲ့တည်တယ်ဆိုတဲ့စကားပြည့်စုံခြင်းပဲဖြစ်ပါတယ်။ ်ယတ္တိဖြစ်ပကံတွေတောင်းရဲထာရကာလောစဉ်းစားဆန်းစစ်ပြီးတော့တည်ခြင်းတစ်ဖက်တမလုံးမှာဘယ်ဟုသွားပါလဲဆိုတာကိုနှုတ်ကရစားမှာယတ္တိစဉ်းစားပြီးတော့အိန္ဒိယကရင်တရားလက္ခဏာစာအကြောင်းဖြစ်စေဖို့အတွက်နှုတ်ကရေကတရားစကားဖြင့်အလင်းပေးခြင်းပဲ့ပြင်းခြင်းတုံသိကျေးဇူးပါပြုပြီးတော့ကောင်းချီးပေးပါမိကြောင်းကဲဒီမန်ရှင်အရှင်ယေရှုဖရာနာမတော်မြတ်ကိုမိပြုပြီးဂျေဇုတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံကြပါရစေဖရာသခင်အာမင်ဒီဝင်ငါချက်က အရောက်တိုင်းအတွက်ရေးကြည့်တဲ့ဝင်ငါချက်ပါကျန်တဲ့ဝင်ငါချက်လည်း share လုပ်ဖို့ဖြစ်တယ်ဒီဝင်ငါချက်မဖြစ်မနေ share လုပ်ပါဝင်ငါပြီးပါလို့ကျွန်တော်တောင်းဆိုလိုပါတယ်ရောက်တဲ့မှာဘုရားသခင်တည်ချီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးနှံပြတော်ပူပါစေတော့အာမင်